ဗီယက်နမ်မှာတက်ခတ်သွားတဲ့အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့်ရာစုနှစ်တွေနဲ့ချီနစ်မြုပ်နေတဲ့သင်္ဘောဟောင်းကြီးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကကုန်းတွင်းဝင်ရောက်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းကယ်မက်ကြီးကြောင့်ကန်ယိုဒန်အေရိယာတချို့ကတောင်ပြင်တွေမှာလှမ်းရိုက်ပြီးရေတိုက်စားမှုတွေဖြစ်ခဲ့ရာကအခုလိုသင်္ဘောပြက်ကြီးထွက်ပေါ်လာတာပါ။တက်တန်းအတိအကျမသိရသေးပေမဲ့တဲတောင်ပြင်အောက်နစ်မြုပ်နေတာရာစုနှစ်တွေနဲ့ချီကြာမြင့်ခဲ့ပြီးပြီလို့ယုံကြည်ရတဲ့သင်္ဘောပြက်ကြီးရဲ့အစိတ်ပိုင်းတချို့ကို2023ခုနှစ်က ဟွိုင်းအန်းမြို့နားမှာရှာတွေ့ခဲ့မှုပါတယ်။အဲ့ဒီအချိန်တုန်းကသင်းမောပြက်ကြီးကိုစတွေ့ခဲ့တဲ့နောက်ဒူးဖော်ရွှေပြောင်းရေးတွေမလုံနိုင်ခင်မှာပဲရေထဲပြန်မြုပ်သွားခဲ့ပါတယ်။ဒါပေမဲ့တိုင်ဖုန်းကယ်မဂီတိုက်ခတ်ပြီးတဲ့နောက်အခုတော့ပိုပြီးကျေပြန့်ထင်ရှားတဲ့အစိပ်ပိုင်းတွေပေါ့တောင်ပြင်ပေါ်ထွက်ပေါ်လာခဲ့တာပါ။သမိုင်းပညာရှင်တွေကတော့ဒါဟာထူးကဲလှတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုလို့မှတ်ချက်ပေးခဲ့ပါတယ်။သင်းဘောကအနည်းဆုံး7.3မီတာရှိပြီးခိုင်မာထူသေးတဲ့တက်သားကိုယ်တိုင်နဲ့တိစောက်ထားပါတယ်။ ကြမ်းတမ်းတဲ့ပင်လယ်လှိုင်းလုံးတွေတန်းကိုရာစုနှစ်တွေနဲ့ချီခန်းစားခဲ့ရပေမဲ့ကိုထဲအချို့ဆက်ပေါင်းတွေကအတော်ကြီးမပြတ်မယွန်းဆက်ရှိနေသေးပါကျွမ်းကျင်သူတွေကတင်းပေါ်ရဲ့တက်တန်းကိုအတိအကျမပြောနိုင်သေးပေမဲ့၁၄နဲ့၁၆ရာစုကြားမှာတိဆောက်ခဲ့တာဖြစ်နိုင်တယ်လို့တော့ကနအူးခံမှန်းထားပါတယ်လလော့ဆယ်တော့အမြန်ဆုံးတူးဖို့ရွှေပြောင်းခွင့်ပါမစ်ရာရီကိုဦးစားပေးလှူဆောင်နေတယ်လို့ဝိုင်းအန်ကပ္ပရင်ကျင်းမှုအမွေနှစ်ထိန်းသိမ်းရေးစင်တာညွှန်ကြားမှုက November 10ရက်နေ့မှာပြောကြားခဲ့ပါတယ် ဒီရှီဟောင်းသင်္ဘောကြီးကိုရှာတွေ့ခဲ့တာကဟွိုင်းအန်ဟာဒေတာရဲ့ကုံသွယ်ရေးသမိုင်းကြောင်းကိုဖန်တီးရမှာဘယ်လောက်အရေးပါခဲ့တယ်လဲဆိုတာကိုထင်ဟပ်မြင်သာစေလိမ့်မယ်လို့သူကဆိုပါတယ်ဒီတစ်ချိန်သင်္ဘောကြီးထွက်ပေါ်လာတာကြောင့်ပူပြီးပြေဆုံးတဲ့အချက်လက်တွေကိုသိပ္ပံပညာရှင်တွေရရှိလိမ့်မယ်လို့လည်းသူကဆက်ပြောပါတယ်နိုဝင်ဘာ10ရက်နေ့ထိအချိန်မှာတော့သင်္ဘောကြီးကတောင်ပြင်ပေါ်မှာအထင်ရှားဆက်ရှိနေပြီးလူတွေအများကြီးကလာရောက်စူးစမ်းကြီးရှုနေခဲ့ကြပါတယ်တိုင်ဖုန်းကယ်မဂီကြောင့် ဖိလစ်ပိုင်မှာလူ220ကျော်ဗီယက်နမ်မှာ6ဦးအပါအဝင်စုစုပေါင်း240ကျော်တည်ဆုံးခဲ့ပြီးလူပေါင်း950ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ကယ်မဂီကအခုနှစ်အတွင်းကမ္ဘာပေါ်မှာဖြစ်ခဲ့သမျှမုန်တိုင်းအလုံးတွေမှာထိခိုက်သေးကြတာတွေကြုံတွေ့မှုအများဆုံးဖြစ်လေမှတ်တမ်းဝင်ခဲ့ပါတယ်ရှင်။